ားလုံးမိတ်ဆွေတို့ပါရှင်ဆီယမဂျူလီယန်မြင့်တင်းရေးသားထားတဲ့အပူလေးဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၅ကိုဆက်လက်ဖျက်ပြပေးသွားမှာဖြစ်ပါတယ်။အပူလေးအပိုင်း၅ကြံလျက်ရေထင်မိသောအပူလေးဝက်ကလေးရေဝက်ကလေးပပားစီလောင်းဟိအင်းအောက်ထက်တခန်းလုံးပပားချိန်ကြီးခေါ်တန်ဖြင့်စီစီညံညံကျေလောင်သွားသည်။တစုံတစ်ခုကိုစိတ်ကျဉ်တဲ့အားရတိုင်းအပူလေးအားဝက်ကလေးဟုအော်ခေါ်လေးရှိသည်။အပူလေးမှာ စိတ်မပါလက်မပါဖြင့်အောက်ထက်ကိုဆင်းရဲပြန်လိုက်သည်အခန်းထဲမှမထွက်မီအိယာဘေးမှဆင်းလေးပေါ်တွင်မိုးသူရင်အတွက်အစ်စ်ထတ်တိုးကပြုတ်လုပေးထားသော အလာအိုးလေးသုံးလုံးကိုစိတ်ကျဉ်တ်စွာလှဲကြည့်မိသေးသည်အပူလေးရှင်ထဲမှဆန္ဒလေးတစ်ခုလူလွနေသည်နေငါစီဘယ်တော့များမှလောင်းမှလည်းမူးသူရင်ရေအပူလေးစင်းလာတာကိုမဆောင်နိုင်တော့သောပပားချိန်မှာအပေါ်ထက်ကိုတက်လာခဲလေသည် လေကားထိပ်ရောက်တော့အခန်းတကားပိတ်ပြီးထွက်လာတော့ပူလေးကိုမြင်ပြီးအားမလို့အားမရလမ်းပြောလိုက်သည်။ဝါကလေးနဲ့ကြားလိုက်တာကောပါပါသမီးကိုပေးเสียရှိလို့ခေါ်နေတာကိုပါပါရှင်ကအစိမ်းနှုတ်ရောင်ငှက်လောင်ရဲ့ဆက်ကြီးကြီးတလုံးကိုတည်ဆောင်လာခဲ့သည်။လောင်ရင်ထဲတွင်အဝါရောင်နှင့်အစိမ်းရောင်ကြက်တူရွေးပေါက်လေးနှကောင်ပါလာသည်။ဝါကလေးတို့ပါပါဝယ်လာတာသူတို့ကိုစကားပြောတော့အောင်သင်ပေးမှမို့လား။ ငါသမီးကစကားပြောခဲ့လို့ချက်တူရွေးတွေဝယ်ပြီးရဲတရလုပ်ပေးတာပေါ့အဘူလေးကဘာမှပြန်မပြောဘဲလောင်အင်ကိုဆက်စုကငုံကြည့်သည်ချက်တူရွေးပေါက်လေးတွေကအယုတ်ကလေးများလိုနူးနူးညံ့ညံ့ဖြစ်เสียကောင်းလာတော့လေဖြင်းညှစ်ကြည့်လိုက်ရရင်ပြည့်ကနေနေမှာဟုအဘူလေးတွေးသည်ငှက်ကလေးတွေကိုကြည့်နေရမှ မိုးသူရင်သာဆိုရင်ဖြစ်เสียကောင်းသောငှက်ရုပ်လေးတွေကိုသဘောကျနေမှာဟု၍တတိယသွားမိသည် ရင်ခံလေးတွေကိုကြည့်ပြီးမိုးသူရင်အတွက်တဘာဝဆန်ဆန်ရုပ်တုလေးတွေကိုကြိုးလုပ်ပေးထားအောင်မိဟုတွေးကအပူလေးကျဉ်တ်သွားမိသည်။ထို့ကြောင့်ပပရှိန်လက်ထဲမှလောင်ရင်ကိုစိတ်စောဖြင့်လမ်းဆွဲယူလိုက်သည်။ပပရှိန်ကနောက်ဆုတ်လိုက်ပြီးအိုးဒါလောက်ပါဟခုနအပြင်ခတ်တီတီနဲ့စိတ်မဝင်စားတဲ့ရုပ်လုံးနေပြီ။ထို့ကြောင့်လည်းချက်ချင်းကြီးဆွဲယူနေပြန်ပါဗလားဟိ။ဝက်ကလေးဘယ်နေရာထားချင်တာလဲပြော။ဒေတာဆောင်မှာထားချင်တာ။ ပပတင်လာပေးမယ်။အပူလေးကောင်းကြီးပြပြီးဒေသဆောင်ရှိရာစီတို့ဦးဆောင်လာသွားသည်။အလှပန်းဦးနှင့်ချိတ်ဆွဲပင်လေးများ၊ပွန်ဆိုင်ပင်လေးများစုဝေးထားရှိရာအမိုးအောက်သို့လက်ညှိုးထိုးပြကငှက်လောင်အင်ကို ထားလိုက်သည်။ပပချိန်ကအပူလေးကောင်းကိုခတ်ဖွားဖွားလေးပုတ်ကားပြောသည်။အပူလေးငှက်လေးတွေကိုကောင်းကောင်းမွေးရမယ်နော်။စကားလေးပြောပြီးကြားလာ။ဒါမှသူတို့လည်းစကားတလာမှာပေါ့။ကဲကဲပပ ။ဦးကျော်စောနိုင်တို့အိမ်ဘက်ကိစ္စရှိလို့သွားဦးမယ်။ပြန်လာရင်မဝယ်ခဲ့မယ်နော်။အပူလေးရှင်တဲ့လက်ခနဲဖြစ်သွားသည်။ပပားရှိန်ဦးကျော်စောနိုင်ဆိုတာဟိုတလောကလာတဲ့မိသားစုလား။အင်ကိုလာတော့ဧည့်သည်အကြောင်းကိုမမေးစဘူးအမေးထူလာတော့အပူလေးကြောင့်ပပားရှိန်အံ့ဩသွားသည်။သူသူစမ်းသမ်းပါလား။ဟောကလေးကပပားကိုစကားရီပါရီမေးလို့ဟုတ်တယ်လေ။ဦးကျော်စောနိုင်ကတော့အိမ်ခဏခဏလာဘူးတယ်။ သူ့မိသားစုကိုကြတော့ဟိုတလောလေးကမှသမင်းဖိတ်ကျွေးတာသူ့မိမနဲ့သမီးလေးရဲ့သူ့တူဆိုတာရဲ့ပါလာတယ်လေသမီးအိုးလေးတွေလက်ဆောင်ပေးလိုက်တာဥကြော်စောရဲ့တူပေါ့ပါပါအဲ့ကိုပဲတန်းသွားမှာလားတခြားဝင်စရာနေရာရှိလားပါပါချင်းမျက်မှောက်တစ်ချက်ကြုံကမိသည်ဟုတ်တယ်လေဒီနေ့ကအဲ့ဒီအိမ်ကိုပဲသွားရမှာဝက်ကလေးရဲ့ဘာလို့မင်းနေရလဲသမီးကအပူလေးကတော့ သူမထုံးစံအတိုင်းမျက်နှာသေးပြင်သာပြန်ပြည်သည်လိုက်ချင်လို့ပပချိန်သူသမီးကိုတေချာဆူဆိုက်ကြည့်မိသည်ဝါကလေးလို့သူချစ်စနိုးခေါ်နေတဲ့နှွေးတော်ရာချိန်လေးဟာအရက်ပူ၍လူကောင်သေးနေလို့သာ အမှန်ဆိုရင်ဆယ်ရန်တက်ရတော့မယ့်အရွယ်အပြိုကြီးဖပါဖြစ်နေပါရောလားတလောကဥကြော်စောနိုင်ဤတူဖြစ်သောကောင်းလေးနဲ့အတူတူခြံထဲထွက်သွားကြတာရောအင်းထဲပြန်ဝင်လာကြတဲ့အခါ အပူလေးမြည်သူကိုမှပေးမထီတတ်တဲ့အိုးလေးတွေကကောင်းလေးအတွက်တော့လက်ဆောင်ဖြစ်ပါသွားတာရောတတိထားမိလိုက်သေးသည်ကောင်းလေးမိဘများကပညာတတ်လူကုန်ထံများသာဖြစ်ကြပြီးကောင်းလေးကလည်းရင်ကျေးချိုသာသည်အပူလေး၏ပုံမှန်တွင်ပြင်နှင့်အပြုတ်မှုတို့ကို ကောင်းလေးဘက်ကသဘောတွေ့နိုင်ခြင်းမရှိကြောင်းပပားရှင်ကတော့သိနှင်နေခဲ့သည်ခုလိုသမီးဖြစ်သူ၏စိတ်လှုပ်ရှားနေမှုလေးကိုသိလိုက်ရသောအခါပို၍ရှင်မောသွားရသည် အပူလေးက ဆွဲလန်းသွားရင်ကြောက်เสียရကောင်းသည်မဟုတ်ပါလား။လက်တလုံးမှာအပူလေး၏စိတ်ပျော်ရွှင်မှုတို့ကိုရှိုက်ချုံမပစ်လိုက်ရသောအခါအပူလေးလိုက်ရင်လိုက်ခဲ့လေပပောက်ခေါ်သွားမှာပေါ့။အပူလေးမျက်နာပေါ်တွင် တခါမှမမြင်ဘူးခဲ့သောအပြုံးလေးတစ်ဝင်ကိုလက်ခနဲမြင်လိုက်ရသည်။ဝါကလေးကိုစားပပားစိတ်မောလိုက်တာ။ရင်ထဲကစိုးရင်စိတ်ကိုဖုံးပြီးပြီးအပူလေးအားပြုံးပြလိုက်သည်။ဒါဆိုအပူလေးအင်ကြီးသွားလဲလိုက်အောင်မယ်။အောက်ဆင်းမသွားနိုင်အောင်နော်ပပား။ တော့ကြာအပူလေးမပါပဲမိပြီးထွက်သွားမှဆိုလို့အပူလေးစကားတန်က အရင်နဲ့မတူပဲပျော့ပြောင်းလာတဲ့အောင်ရှိသည်အေးပါကွာအေးပါသွားလဲသွားလဲပပဆောင်နေမှာပါမိနစ်20ကြာတွင် အပူလေးသူ့ခန်းထဲမှထွက်လာသည်ဝယ်ပေးထားပြီးကလေးကတခါမှမဝစ်တော့အပွင့်ရိုက်ခြေကဝင်းရှိလေးကိုဝစ်ဆင်လာပြီးနှစ်ဖူးဆက်နားတွင်လည်းပန်းပွင့်ပုံညက်ကလေးလေးကိုပုံမကျပန်းမကျညှက်လာခဲ့သည် သူမအမေနှင့်တူသောအပူလေးပါတကား ဘပရှင်က အပူလေးအားခယူနာသက်စွာကြည့်ရင်တခုခုကိုစဉ်းစားလိုက်မိသည်ပြင်းစင်လာတော့လဲပိုလှမသွားရှာသောသမီးလေးကိုဆယ်တန်းဖြည့်ပြီးသွားရင်အလှပရေးရာအတွက်တခုခုစီစဉ်ပေးရပေုံတော့မည်အပူလေးလက်ထဲတွင်ဘာရီထဲလာမှမသိတော့ဘူးကြီးပိုက်ထားတာတွေ့ရပေမဲ့ပပရှင်မေးမနေတော့ပါငရေကကြီးလာသူပပရှင်အတွက်ကတော့သူသမီးလေးစိတ်ကိုသဘောပေါက်နေပြီသားဖြစ်သည် ဘယ်ကိုသွားသွားဘာကိုလုံးလုံးရည်ရွယ်ချက်မရှိဥတီရာမဲဖြစ်နေခဲ့သောပူလေးတယောက်ပပားချိန်မောင်းသောကားပေါ်မှာတခုတီးသောဥတီရာကိုမှန်းမြော်၍လိုက်ပါလာခဲ့သည်မို့သူရဲ့ငါလေးနင်းစီကိုလာနေရတာကားစီးလာတဲ့တော့မထင်မိဘူးချိန်တွေစီးလာရတယ်လို့ပဲနင်းတိလာယူလာတဲ့လက်ဆောင်ဘူးလေးကငါကိုစားထားခဲ့ပေးဖို့ငါအတတ်နဲ့တောင်ရင်ပြီးလောင်းချေထက်ရေးပါတယ်တကယ်တော့ ။နင်ဟာငါဘဝအတွက်အချိန်တန်လို့ရောက်လာတဲ့လက်ဆောင်ပဲဖြစ်ရစေမင်း။ကာပီရီမောင်မနေ၍ပြင်ပလောကကိုငေးရင်းအပူလေးစိတ်တွေလှူရှားနေသည်။ယနေ့မှာတော့အပူလေးမြင်ကွင်းနဲ့အကုံအစ်စန်းတွေကြီးတာခါတိုင်းလမ်းသွားလျင်မြင်းမြင်းသမျှကိုအကြီးတန်သည်ဟုထင်မှတ်ခဲ့တော်လဲ။ယနေ့မှာအရရာဟာစိတ်ဝင်စားဖွယ်ရာတော်ဝင်လှူရှားနေခဲ့လေသည်။ပပချိန်ကကောင်းမောင်းနေရင် ရေးရင်လိုက်ပါလာခဲ့သောအပူလေးကိုလမ်းကြည့်လိုက်သည် အပူလေးကကားတကားမှန်ကိုယ်တော်တတောက်တောက်ခောက်နေလိုက်သေးသည်ဟောကလေးရေမလာရင်စားအောင်မလားဘာဘတီလဲတောက်လေပပားဝင်ဝင်လိုက်မယ်အပူလေးပပားချိန်ကိုစိတ်မရှိစွာလဲကြည့်သည်နှုတ်ကထုံမပြောတော့လဲသွားလို့သောနေရာကိုဖြောင်ဖြောင်တန်းတန်းရောက်ချင်လာပြီဖြစ်သည်ပပားချိန်ကစက်မမီးတော့ပဲကားကိုသာအယုံဆိုင်မောင်းလိုက်တော့သည် ဦးကျော်စောနိုင်အင်းရှိမျက်နှာစာတွင်မျက်ခင်းပြင်ကြီးကသာနေရာအကျေပြန်ဆုံးယူထားတာကိုတွေ့ရသည်အရေးရာတစ်ပင်လေးများကိုလည်းအတွင်းခြံစည်းရိုးပပက်လင်၌ဝန်းရံစိုက်ပျိုးထားသည် ကတ္တရာခင်းပေးထားသောလမ်းရှိလေးအတိုင်းဝင်လာသောအခါခြံတွင်မှရှိဂုံးကမူလေးပေါ်တွင်ဘင်္ဂလိုဆန်ဆန်ဆောက်ထားသော အဖြူရောင်တိုက်ပုလေးကို ရိုးရှင်းစွာတွေ့လိုက်ရသည်အင်းရှိတစမိတ်အောက်တွင်ဦးကျော်စောနိုင်နှင့်သူဤဇနီးကိုစောင့်ကြိုနေကြသည် လာပြားဦးချန်ချင်းဒီနေ့အေးသေးပဲမလားကျွန်တော်မိမရဲ့အစားတောက်လက်ရာကောင်းကောင်းလေးတွေနဲ့ဧည့်ခံချင်တာတော်ပဲပေါ့ဗျာအပူလေးတယောက်မိုးသူရင်ကိုဆရာထထန်စွာတွေ့ချင်ပြီးတော့လဲသူ့ကိုမမြင်ရသေးချေအိမ်သေးတို့ပပချိန်နောက်မှာတိတ်ဆိတ်စွာနိုင်ဝင်လာခဲ့သည်လူကြီးများ၏ပရိဒရာယစကားများကိုစိတ်မရှိနိုင်စွာဖြင့်မိုးသူရင်ဘမလည်းဟူသာကြားပြတ်မိလိုက်ခြင်းသည်ကဲထိုင်ကြပါဦးသမီးလေးလက်ထိုင် မိမကြီးအဲ့ဒါတွေကိုရေးအေးလေးမောပြေတိုက်ပါအောင်ကျွန်တော်ကိုအဲ့ဒါလိုသဘောထားမနေနဲ့ကိုကျော်စောဒီနေ့လိုအေးအေးဆေးဆေးလာရတာပဲကောင်းလာပြီထူးထူးဆန်းဆန်းအဖော်လိုက်လာပြီတဲ့သမီးပါပါသေးတာဗျာဟုတ်သားပဲဥချန့်ချိန်သမီးလေးကိုခါတိုင်းမမြင်မိပါဘူးတွေးနေတာသမီးလေးကဆယ်ရန်တက်မှာနော်ဟုတ်တယ်မလားအပူလေးကကောင်းချင်းပြလိုက်သည်ဟဲ့သမီးဟုတ်ကဲ့လေးပါလေးပြောပါအန်ကယ်ကမင်းနေရအောင် ရပါလေဗျာကလေးကိုလွတ်လွတ်လပ်လပ်နေပါစေအင်းကသမီးဖူးပင်ကတော့စကားများတယ်တာလီကမှလေးပဲတက္ကသိုလ်နောက်ဆုံးနေ့ရောက်ပြီဆိုပါတော့ဗျာဟိုတခါဦးချန့်ရှိန်တို့အင်းကိုခေါ်လာတဲ့ကျွန်တော်ဒူလီကတော့သမီးနဲ့တူတူပဲဆယ်တန်းလေးအပူလေးမျက်လုံးများအယောင်လက်လာတာကိုဦးချန့်ရှိန်သတိထားမိလိုက်သည် အော်ဒူလီကဆယ်တန်းတက်မှာပဲလားကောင်းလေးအိမ်ပါလာတာမှတ်မိရဲ့လေး ဒါနဲ့သူ့အတွက်ဆယ်တန်းကိုဘဲကားဆရာတွေနဲ့ train လဲသိကျင်တယ်။ကျွန်တော်ဝက်ကလေးကစာမလိုက်နိုင်ဘူး။အလိုလိုက်ခံရလို့တော့ဆိုးတယ်ဗျာ။ပြီးတဲ့အချိန်သူရှင်ဆရာတွေကိုသူ့ကြီးများနေတာနဲ့ပဲမြောက်တကိုင်းလို့ဖြစ်တော့မယ်လေ။ဦးကျော်စောနိုင်ရှိမှသူ့မကိုဝက်ကလေးဟုခေါ်ပြီးစာမလိုက်နိုင်ကြောင်းများပြောဆိုနေ၍မကျေနပ်တော့လဲ။မိုးသူရင်ကို တွေ့ရဖို့အတွက် စကားလန်းစာပေါ်လာပြီးမှနားဆွင့်နေလိုက်သည်။ကျွန်တော်ကတော့တူလေးကိုကျူရှင်ဝိုင်းမဲ့အပ်ထားသေးတယ်။ ကျွန်တော်မျိုးသမီးကတော့အဲ့ဒီဝိုင်းကနမဲကြီးတယ်လို့ပြောတယ်။ဖြူရှင်ဝိုင်းထူထောင်ထားတဲ့ဆရာမကြီးကအငင်းသားတော်ဖက်ပေါမောက်ခတစ်ယောက်ပဲ။သူ့ဝိုင်းတွေကအောင်ချက်ကောင်းလို့နမဲရတယ်။နိုင်ငံသားကကောင်းလေးမိဘတွေလည်းစိတ်အေးရအောင်ညနေပိုင်းမှာယောက်ျားလေးခိုက်တယောက်ထပ်စီစဉ်ပေးထားတယ်။ဟုတ်လား။ဒါဆိုကူညီပါအောင်ဗျာ။ကျွန်တော်ဝက်ကလေးတော်ကိုပြောတာပြောနေရတယ်။အိမ်မှာဂိုက်ခေါ်ပေးရအောင်လဲအပူလေးကစကားနားမထောင်ဘူးဗျာဂိုက်တွေလည်းမမြဲဘူးအိမ်မှာဘိုးဆိုတော့ သူ့စိတ်ကြိုက်ကြီးပဲလေခမရတူတက်တဲ့ကျူချင်းဝိုင်းကနာမည်ကောင်းရပြီအတင်ပြလဲကောင်းမယ်ဆိုရင်ဝိုင်းထားတင်နဲ့ထားရတော့မှာပါပဲအပူလေးလဲလူများနဲ့ဆက်ဆံတောင်းတင်ယူရမယ်အဲ့ဒီကျူချင်းအဖို့ကိုညီပေးပါအောင်အမျိုးသမီးကနေတဆင်ဆရာမကြီးကိုပြောပြထားကြည့်မယ်ဦးချန်ရှင်ကျွန်တော်သမီးတော်ကတိတ်မပူပန်ခဲ့ရဘူးသူ့ကိုလှည့်ကြတော့မှသူများသားသမီးလဲဖြစ်နေပြန် ကိုစီအပ်ထားကြပြီးမှလမ်းမသွားမှဆိုလို့ပိုးပြီးဂယူးဆိုင်ပြီးနေရတယ်။အခုလဲစားကြီးပဲကြက်ပြီးစိတ်မကျဉ်းကြရလျောင်။ခြံနောက်ကတန်းနစ်ကွေးမှာတငယ်ချင်းတွေတတိုင်းနဲ့တန်းနစ်ရိုက်ခွင့်ပေးထားတယ်။ကိုကျော်စိုးကဒီလိုကြတော့လဲကို့တူသားကိုစိတ်ရှိလက်ရှိရှိသားဗျ။နောက်စီအောင်စီစဉ်ပေးနိုင်တယ်။ကျွန်တော်သမီးလေးကိုတော့တနာသာတငယ်ချင်းမိတ်ဆွေလည်းမရှိကြတော့တယောက်ထည့်အထီးကြံစံနေသူ့ကိုရွယ်တူတန်းတူတွေနဲ့ပေါင်းသင်းစုဝေးပြီးကြွကြွဖြက်လက်လာတာမျိုးဖြစ်စေချင်တာ ဥချန်ချိန်စကားကိုအစားအသောက်များပြင်ဆင်ပြီးထွက်လာတော့ဥကျော်စောကြီးအမျိုးသမီးကကြားသွားရာ။အိုးဒါများဥချန်ချိန်ရဲ့မိုးသူရိန်တို့နဲ့တမီးလေး join လို့ရတာပဲ။ရွှေလူတန်းလူတွေဟာ။ကျူရှင်လာတက်လို့ရအောင်ဆရာမကြီးကိုပြောပြကြည့်အောင်မင်း။ဟေးအန်တီပြင်ပေးထားတာတွေစားတော့ပြီးရင်တမီးလေးတန်းနဲ့ကွင်းကို လိုက်သွားကြည့်နော်။အဲ့မှာသူရိန်ရှိတယ်။တမီးပါပါနဲ့အန်ကယ်ကျော်တို့ကအလုပ်ကိစ္စတွေပြောကြအောင်ပါ။ ဟိုတနေ့တည်းကသူရင်ကလည်းအန်တီတို့ကိုသမီးချောင်းပြောပြနေတာအန်ကယ်ချိန်သမီးဟမ်းမိတ်အိုးလေးတွေကိုယ်တိုင်လှုပ်ထားတာတကယ်ကိုဆရာကြတယ်ဆိုပဲသမီးကိုခင်ပါတယ်သူရင်က သူ့တငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့လဲအန်တီပြောထားလိုက်ပါမယ်တစ်ချိန်လုံးညင်နားထောင်နေသောအပူလေးကခေါင်းကိုငုံထားရမှာအပူလေးလူတွေများကြီးနဲ့မပေါင်းချင်ဘူးမိုးသူရင်နဲ့ပဲခင်ရင်ရပြီဥချန်ချိန်မျက်နာကွက်ခနဲပြတ်သွားပြီး သူ့သမီးစကားကိုဖာထေးရန်စူးစမ်းသည်။သမီးကဒီလိုပဲကိုကျော်စောတို့ရေလူသိပ်ကြောက်တာခမည်းတော်အင်လယ်လာတော့ကအပူလေးလှုပ်ထားတဲ့လက်ရာတွေကိုချီကျူးသွားလို့သူတို့ကျင်တော့ခင်မင်သွားကြလေရဲ့။ဒါပေါ့ဒါပေါ့တငယ်ချင်းရှိရမှာပေါ့။ကဲပါလေ စားစရာရှိတာစားတော့ပြီးရင်သမီးတငယ်ချင်းရှိတဲ့ကွင်းထဲကိုလိုက်သွားကြည့်။အပူလေးကကောင်းချိတ်ပြလိုက်ပြီးသူမဆန္နာပြည့်ရတော့မီအတွက်ဝန်တာသွားသည်သူမပစက်သေးသေးစားနေသည်များကို ။ဘာရတာရဲလို့မသိ။မိုးသူရိန်ထံအပြေးလေးသွားချင်လာပြီ။စားလို့အစဉ်ပြေးရဲ့လား။ကောင်းရဲ့လားသမီး။ဆိုသည့်မိကုံများသည်ပင်အပူလေးအတွက်စိတ်ချုပ်စရာကောင်းနေတော့သည်။ခမင်းစားကြပြီးတော့အခါကားနောက်ခန်းထဲမှမိုးသူရိန်အတွက်လက်ဆောင်ပုံးလေးကိုမမေ့မလျော့ပြေးယူလာသည်သည်။အန်တီဂျီလမ်းညွန်ပေးလိုက်သည့်အတိုင်းမိုးသူရိန်ရှိရာတက်နစ်ကွင်းသို့လက်ဆောင်ပုံးလေးကိုပိုက်ရင်းရှင်းခုန်စွာရှောက်လာခဲ့သည်။နေရှိရာကိုငါအမြဲရအောင်လာမှာ မိုးသူရင်ရေငါ့ကိုမြင်ရင်နင်းပြောမလားကွင်းထဲတွင်တန်းနေကြိုက်နေကြသူတွေကိုမတွေ့ရသို့သောကွင်းအပြင်ဘက် အမိုးအောင်၌ရေမောတွန်းထွန်းနေကြသည့်လူငယ်တစုကိုတွေ့ရသည် အပူလေးပြပြပြချင်းသူတို့နှင့်ဤကရာကိုလျှောက်သွားသည် တွေ့ရပြီသူမမြင်ချင်းလုံး၍ရှာဖွေနေရသည့်မိုးသူရင်မိုးသူရင်ကသပင်းတွေကိုနောက်လန်တင်လာသည်အာကစားလှုပ်ထား၍ချွေးဆို့နေသော သူ့မျက်နှာပြင်မှာ နေရောင်အောက်တွင်ကြည်လင်ဆိုလက်နေခဲ့သည်သူရဲ့အရေပြုံးများဖြင့်လမ်းဆန်းတက်ကြွနေပုံကအပူလေးတွတ်တော့အားကြစရာမိုးသူရိဤရေတံမှုမောတော့လိုက်သည့်ပုံစံကအစအပူလေးကြည်မောဟာဖြစ်နေမိသည်မိုးသူရိဤအပူလေးမဝင်မရဲဖြင့်ခေါ်လိုက်သောအတန်ကတငယ်ချင်းအုပ်စုဤရီမောတန်ညင်းခုန်တန်များကြားတုံးမပေါက်နိုင်မိုးသူရိဤတန်ကိုမြည့်၍အော်ခေါ်လိုက်တော့မှ ူတို့အုပ်စုရုတ်တရက်ငြိမ်သွားပြီးလဲကြည့်လာကြသည်မူသူရင်ကသူမကိုတွေ့လိုက်သောအခါအံ့ဩနေသည်ထို့နောက်သူမရှိရာစီကိုရှောက်လာခဲ့လေသည်သူမကိုဝမ်းသာအားရနှုတ်ဆက်လာမည်ဟုတင်သားတော်လဲမူသူရင်က ပုံမှန်မျှသာအပူလေးနေဘလိုရောက်နေရလဲအံခံချိန်နဲ့လိုက်လာရလားအပူလေးကသူမလက်ထဲမှာပုံးလေးကိုပင်လိုက်ကဟုတ်တယ်ငါနဲ့ကိုပေးစရာရှိလို့လိုက်လာတာနေငါနဲ့ခဏဟိုဘန္နာလိုက်ခဲ့ပါလား အော်အေးအေးမိုးသူရင်က အပူလေးအားခိတမျှစကားပြောပြရန်လိုက်လာခဲ့လေသည်ကျန်ခဲ့သောတငယ်ချင်းများကပါဝင်ရှိရှိသပင်ကုတ်ကုတ်အရက်ပူပူတယုံမလေးတယောက်နှင့်အတူလိုက်သွားသောမိုးသူရင်ရှိရာစီတို့လမ်းကဆက်ဆူနေကြသည်သူကဘသူပါလဲစကားမှလည်းမတွေ့ဘူးပါလားသူရင်အမျိုးလားတငယ်ချင်းလားအုပ်စုတွေက ကောင်မလေးတယောက်ကမိုးသူရင်နဲ့အပူလေးကိုတေချာစူးစမ်းနေရမှဟဲ့ အမျိုးဘလို့မှမဖြစ်နိုင်ဘူးသူရိန်တို့ကတရုတ်ဆက်ပေမဲ့မျက်လုံးမျက်ပံကောင်းနေဒီရင်ကသူရိန်အမဝင်ခွဲကိုကြည့်ပါတာမျက်လုံးပြူပြူနဲ့နှာခေါင်းချုံချုံလေးခုလာခေါ်သွားတဲ့တရုတ်မလေးကဘူးတိလက်သေးချင်းမျက်လုံးနဲ့နှာခေါင်းပြက်ပြက်ဟာ우ရက်ကလည်းပူပြက်ပြက်နဲ့လေအပူလေးပုံမှန်တံတန်ကိုပြပြနဲ့နဲ့ဝေဖန်နေသောကောင်မလေးကိုကောင်လေးတယောက်ကဝင်တားသည်ဟဲ့ဟဲ့အသာလဲဝေဖန်ပါအောင်ဟာလူတစ်ဖက်သားကိုဘသူမှန်းအောင်သိကြမသိသေးပဲနဲ့ ူရင်းကိုခေါ်ထုတ်သွားတာနဲ့တင်မနာလိုနေပြန်ပြီအတင်းပြောနေတော့ကောင်မလေးကစိတ်တူသွားပြီဟဲ့ဒီအစင်နဲ့ဒီအစင်မနာလူစရာလားသေချာလဲကြည့်ရောသူ့ပုံစံကအချိုးမပြေပိုင်ဆိုးပိုင်နေနဲ့မိုးစိတ်ဝင်စားမိတာကိုသူတို့အုပ်စုကြီးရေတံများကျေလောင်သွားကြပြန်သည် အပူလေးသူတို့အုပ်စုဘက်တစ်ချက်များလှည့်ကြည့်လိုက်ပြီးမိုးသူရင်ကိုစကားဆက်ပြောလိုက်သည်မိုးသူရင်ငါနင်းတော့ဒီပုံးလေးထဲမှာလက်ဆောင်လေးတွေလုပ်ပေးပြီးထည့်လာပေးတာ ရော့ယူထားလိုက်အောင်မိုးသူရင်ကအာနာနာနေလမ်းယူလိုက်သည်တဖက်မှတငယ်ချင်းအုပ်စု၏တခိုးခိုးတခိခိရည်တံများပေးနေကြသည်ကိုအာယုံရောက်ပြီးရှက်တလို့လို့ဖြစ်မိသည်အင်းငါ့ကိုဒီရုပ်ဆိုးလေးနဲ့တမျိုးထင်ပြီးရှောက်ပြောနေကြရင်တော့သိပြီပဲ။အေးကျေးဇူးပါအပူလေးတင်ထလိုက်ပါမယ်။နင်အထဲဝင်တော့မလား။ငါပြန်လိုက်ပို့ပေးမယ်လေ။ဝိကြည်တန်းကြီးသာကျေးဇူးတင်စကားဆိုသည့်အတွက်အပူလေးစိတ်မကောင်းဖြစ်သွားရသည်။ သူမတွေးချင်ထားသလိုလိုက်လဲနှွေးထွေမှုရှိမနေပဲစိတ်မပါလက်မပါပြောဆိုနေသည်ကိုလည်းဒေါသဖြစ်မိသည်ခုလေသူမတူတရာပြုစုပြုလို့ဆူဆောင်းပေးထားသောလက်ဆောင်ပုံလေးကိုဖွင့်အောင်မကြည့်ပဲသူမကိုပြန်ဝင်ခိုင်းနေပြန်သည်ဟဲ့အဲမဝင်သေးဘူးမို့သူရဲ့ငါအခုနင်းစီလာလေခြင်းလို့လိုက်လာတာလေနင်းတန်းသေးရိုက်တာကိုလည်းငါကြည့်ခြင်းနဲ့မို့သူရဲ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုကအတိုင်းသာသူ့အနေထားကိုတငယ်ချင်းများက ဟာသားလောက်ကရေမောနေလောက်ပြီလားမသိအိမ်ထိလိုက်လာပြီးလက်ဆောင်ယူလာပြီးတော့အပူလေးကိုလည်းအာနာမိသည်အေးဟာဒါဆိုလဲနေခုံမှာခဏထိုင်ဆောင်လေငါတို့ခဏနားနေကြတာပြန်ဆိုင်ရင်နားတော့ညီးမယ်နော်အပူလေးအေးရတယ်လေငါဘယ်နားထိုင်ရမလဲမိုးသူရင်ကကောင်းတစ်ချက်ကုတ်လိုက်ကဒါဆိုလဲလာလေခုနကနေရာပြန်သွားကြမယ်ခိုင်ကုံတန်းများရှိရာအပူလေးကိုခေါ်ခဲ့လိုက်ရလေသည် ငယ်ချင်းများကသူတို့ကို မသိချင်အောင်ဆောင်ကအချင်းချင်းစကားပြောနေကြသည်။လာတဲ့ငယ်ချင်းပူလေထိုင်လေကြော့အေးဘူးတောက်လိုက်အောင်နေလင်းနဲ့ကိုရဲနင်းတို့နှစ်ယောက်ရင်စားလိုက်ကွာငါတငယ်ချင်းကိုခဏအဲ့ခံလိုက်အောင်မယ်အပူလေးကသူ့ကိုတငယ်ချင်းဖြစ်တကူးတကအဲ့ခံပေးသည့်အတွက်ကျဉ်တ်သွားရသည်မိုးသူရင်ကမ်းပြလာတော့အေးဘူးကိုလှမ်းယူပြီးထိုင်လိုက်သည်သူမတို့နှစ်ယောက်ဘေးနားသို့လာရက်တော့ဘောင်းမီတို့နှစ်ကောင်မလေးနှစ်ယောက်ကိုအပူလေးအခုမှမြင်တွေ့သွားသည် ရုပ်ချောချောခြေထောက်တွေလေးတွေနဲ့ဒီကောင်မလေးတွေက မိုးသူရိန်နားကို အမြဲလာနေကြများလားသူတို့ထဲမှာမိုးသူရိန်သဘောကျနေတဲ့ကောင်မလေးများပါနေမလားစသည့်စိုးရိမ်စိတ်တွေနဲ့တန်တရားတို့ရောတွေးသွားသည်မိုးသူရိန်ကခနာထွက်သွားပြီးတခုခုကိုရှာနေခဲ့သည်တအောင်အကြာတွင် အပူလေးနားသို့ပြန်ရောက်လာသည်ဟန်ကုံမော်တင်ထားခဲ့တဲ့တပတ်လေးဘယ်နှောက်ရောက်သွားပါလဲဆိုဖီယာရေ နင်တို့နားမှာငါးတပတ်အပြောင်းအလဲလေးတွေ့မိလားအပူလေးမနှိမ့်နေတော့ကောင်မလေးတယောက်ကမိုးသူရိန်းနားရောက်လာပြီးတပတ်လေးကိုမြောက်ပြသည်ဒါလေးလားသူရိန်းရေဒါလေးလားပြောင်းဆက်ဆက်လှုပ်ပြပြီးမိုးသူရိန်းပခုံးကို သူ့မပခုံးဖြင့်တိုက်လိုက်သည်ကဲလာစမ်းပါသူရိန်းရာနေ့ကောင်ကချွေးရီငါတုပ်ပြုံးမယ်ကောင်မလေးကပိုင်ချိုးပိုင်နှင်းပြူကမိုးသူရိန်းဤခေါင်းကိုတပတ်ဖြင့်တုပ်ပေးလိုက်သည်ကျင်းနှဲစွာရေမောနေသောမိုးသူရိန်းက အပူလေးကိုရှိနေသည်ဟုပင်မထင်ကောင်မလေးနှင့်နောက်ပြောင်ကြည့်စေနေကြပြန်သည်အပူလေး၏ဘလောင်စုနေသောနှလုံးသားကြောင့်မြင်ကွင်းများပါဝေဝါးလာကြသည်ထိုင်နေသောတသားခုံကို အပူလေးကလက်သေးတို့ဖြင့်ဖိကာကုတ်ချင်နေမိသည် အတန်ငယ်ရှည်စားပြုနေသောအပူလေး၏လက်သေးအချို့ကျိုးပေကသွေးစများထွက်လာသည့်အထိခလန်းလန်းကခုံမတင်ထားသောအပူလေး၏လက်ဆောင်ပုံးလေးသည်လည်းအထီးကျန်မျောလင်းချမ်းမဲ့စွာ အပူလေးတက်နစ်ကွင်းကနေဒေါသကြကြီးပြေးထွက်လာပြီးကားပေါ်တန်တက်သွားသည်ကိုဦးကျော်စောနိုင်အမျိုးသမီးကမြင်သွားသည်ကလေးကဘာစိတ်အလိုမကြတာရှိလဲမသိဘူးဦးချန်ရှင်ကြီးကားပေါ်တက်သွားတာကျမတွေ့လိုက်လို့ပါမှန်တကားခောက်ကြည့်တာလည်းမဖွင့်ပေးလို့တွားကြည့်လိုက်ပါအောင်ဟုတ်လာပြော၍ဦးချန်ရှင်မှအလိုစကားပြောလက်စများထားခဲ့ရပြီးအပူလေးကိုပြန်ခေါ်လာခဲ့လေသည် အပြန်အလှန်တစ်လျှောက်တွင်အပူလေးတယောက်ဘာစကားမှမပြောဘဲကာပီရင်းပေါက်မှန်ပေါ်သို့သူ့မခေါင်းကိုအကာလိုက်လာခဲ့သည်တမီးပြည့်သူကိုစိတ်မကောင်းစွာကြည့်ရင်ဥချန်ချိန်တက်ပြင်းချေကြီးချလိုက်မိသည်အပူလေးလက်သီးစုပ်ပြီးဖွက်ထားသည့်တွေးဆနေသောလက်သေးများကိုသာမြင်ရလျင်သူ့ပိုရှင်သာရမည်ထင်သည်အိမ်သို့ရောက်တော့အပူလေးအပေါ်ထက်သို့တန်းတက်သွားခဲ့သည်သမီးပြည့်သူကိုတခွန်းတပါးရာမှ မေးခြင်းပြောခြင်းမပြုဘဲလွတ်ပေးထားလိုက်သည် အိမ်မှာအပူလေးကိုပြည့်ရခံရဆုံးအထင်းနှစ်ယောက်ကိုကြုံမာထားလိုက်သည်မိသည်နဲ့မိဖြူငါတကူပြောထားမယ်ဟုတ်ငါအပူလေးစိတ်မကောင်းဖြစ်နေရဆိုတော့သူနဲ့လုံးဝပြဿနာမဖြစ်စေနဲ့သူလိုချင်တာလုပ်ပေးလိုက်ချားကြလားမိသည်ဆိုသည်ကောင်မလေးကခေါင်းကိုကောက်ကမွေးမရေပြောသည်ဟုတ်ကဲ့ပါဦးဟုတ်လေသမီးတကူလောက်ပြောချင်လို့ပြောလိမ့်မိသည်ဦးခိုးနေညာကတင်းကိုပြောထားတာလေးမင်းနေလားလို့ အင်အကူမိတင်ခန့်တို့ဥချန်ချိန်တွားရခဲ့သောလှည့်တွင်သူ့ကိုကောင်းကောင်းပြုစုပေးကမိတင်၏အမိနှင့်အဖွားအတွက်ငွေနှစ်သိန်းထုတ်ပေးမိဟုမူမူဖြင့်ကတိပေးထားခဲ့သည်ထို့အဖြစ်ကိုတတိယသွားသောဥချန်ချိန်ကမိတင်ကို အောင်းငေါက်သည်အေးအဲ့ဒီတုန်းကတော့ငါမူးလို့ပြောလိုက်တာနင်တို့ကလေကောင်းမတွေအတိုင်းပဲတောက်ဆန်ကိုခြုံနေဖို့ပဲစဉ်းစားကြတာစိတ်ရှုပ်နေရတယ်လေနင်တို့ကတမျိုးအေး ဒါပေမဲ့တသိန်းတော့ပေးလိုက်မယ်အကယ်၍ငါသမီးလေးဒီရပိုင်းခိုင်းတာမှန်တယ်များတေချာလုပ်ပြီးဂယူးဆိုင်ပြီးရင်တော့တမျိုးစဉ်းစားပြီးမယ်ကြားလားဦးကလည်းလေအမျိုးမျိုးပဲဦးချန်ချိန်စီကပတ်စံရလင်ရွာကအမေစီတို့လူကြုံဖြင့်ပတ်စံထည့်ပြီးရန်စီစဉ်ထားသောမိသင်ကစူအောင်အောင်ဖြစ်နေလေသည်ဟဲ့မကျေနဲ့ရင်တပြားမှမယူကြနဲ့နေတို့လိုကောင်းမတွေနည်းနည်းတော့ရောဝင်ကန်းကိုတက်ချင်ကြတာဟိုပြင်ကဟာမတွေကမ သူ့ဈေးတန်းနဲ့သူလှလဲလှစိတ်လဲကျင်နေရသေးတယ်။လူကပြင်ပလက်ချာနဲ့တောက်ဆန်ကြတော့ကြေးကြီးကောင်မနဲ့ရှင်ကျင်ကြတာမျိုး။ဦးချန်ရှင်ဆဲဆိုကသူ့ဧကန်ထဲသို့ဝင်သွားခဲ့လေသည်။မိသင်းကအိမ်ကူများထဲတွင်ဦးချန်ရှင်၏လက်ဆွဲတစ်ယောက်လိုဖြစ်နေသည်။ဤအိမ်ကြီးရဲ့မှအလုသမားများကို သူမကနေတဆင်စီမံခန့်ခွဲရသည်။သူမစေကျော်သက်ရွယ်ကလေးကဦးချန်ရှင်၏ခြေတော်တင်ခြင်းခံလိုက်ရပြီးယခုအသက်အစိတ်ရှိလာသည့်တိုင်အောင် ်ဦးချန်ရှင်ဤအဝါသားအောင်ပြပြဝင်နေကြရလေသည်အချိန်ချိန်မှာသူမကို အတိတ်ကြအင်ကြီးရှင်မှာဖြစ်ခွင့်များပေးလာလေမလားဟုသောမျှော်လင့်ချက်ဖြင့်စိတ်ကူးယဉ်ခဲ့ရပူတော်လေဦးချန်ရှင်တွေသားတောင်းကျမ်းချိန်မှာတပါမိသိန်းကိုအိမ်ပေါ်တရားအနေထက်ပို့၍အတိမတ်ပြုခြင်းမရှိခဲ့ပါ အပူလေးဤစိတ်မထင်ရင်မထင်သလိုကြမ်းကြုတ်စွာဆက်ဆံခံရသည်ကလည်းအစ်စ်ပါသေးသည်တို့နှင့်ပင်အိမ်တို့အလုံးဝင်လာခဲ့သောဒရိုင်ဘာမအူးနှင့် စိတ်ထွက်ပေါက်ဖြစ်ချစ်ကြိုက်မိခဲ့ရာဥချန်ချိန်တည်သွားခဲ့ပြီးနောက်မှာတော့သူမနဲ့ဒရိုက်ဘာမောင်ဦးကို အမှုစဉ်ကထောင်ထဲထည့်ရန်စူးစမ်းခဲ့သည်မိသင်းကအကြိမ်ကြိမ်တောင်းပန်တိုးချိုခဲ့သည့်အတွက်မောင်ဦးကိုအလုပ်ထုတ်လိုက်ပြီး သူမကိုမူရခင်က အတိုင်းခြေတော်တင်ထားခဲ့လေသည်မောင်ဦးကိုအလုပ်ထုတ်လိုက်ပြီးနောက်ဥချန်ချိန်ဤတနာစိတ်ပြင်းထန်တိုင်းမိသင်းအပေါ်ပို၍နှိပ်စက်ကသာမယာပြုကျင့်တတ်သည်စိတ်ဓာတ်အညွတ်ကျိုးသွားရပြီး ငယ်เจ้าတပွေဖြစ်နေသော မိသည်မှာဥချန်ရှင်ကို မလွန်ဆန်ရဲတော့ပဲအိမ်ကြီး၌သာသူမဘဝဆုံးဆုံးမြုပ်သွားကလေးသည်မိမြပင်ငယ်เจ้าဖြစ်နေပါစေမိသည်ရင်ထဲမှာဥချန်ရှင်ရော အပူလေးကိုပါမကျေနပ်ခဲ့သူမတတ်နိုင်သောအပိုင်းလေးတွေမှာပညာပြပြတတ်သည်ဥချန်ရှင်မူလာလင်းပတ်ဆိုင်များစွာ၌သာတတ်သည်ပုံမှန်မဟုတ်သောအပူလေး၏စိတ်ကိုပို၍အမာရင်လုံးမိစေရန်မတိမသားသွေးထိုးတတ်သည်မိတို့ပင်ဆိုသည် ကျန်းတန်းကဒေါသကြီးတတ်သောအပူလေးတို့သားအဖကိုထိုနီးတို့ဖြင့်လက်တုံပြန်နေခြင်းကသာအနည်းအကင်းဆုံးမဟုတ်ပါလား။သူမအလိုမတူခဲ့ပါပဲဖြစ်လာရသောလက်ရှိဘဝမျိုးကိုပြည့်တစားများနေနိုင်ရှင်၍ဆဲဆူခံရလျင်မိသင်အသေးပေါက်သွားတတ်သည်။ထို့ကြောင့်ပင်လျင်မိသင်ကဥချန်ရှိန်စိတ်ထိခိုက်စေနိုင်သောပင်မအကြောင်းရင်းဖြစ်သည့်အပူလေးကိုတစ်ခုခုလွဲချော်သွားအောင်ဘာမြောက်ပင်းရင်ကောင်းမလဲဟု ညဏ်ညဏ်နဲ့များထုံနေခဲ့လေသည်ခြေလန်းတိုင်းမှာတန်ရမိုးသူရိန်တို့အင်္ဂါပြန်ရရောက်ချင်းလေသာဆောင်တွင်ထိုင်ပြီး အာရအောင်အပူလေးငိုသည်ဘာကြောင့်ဒီလောက်ကန်ဆိုးရသလဲအပူလေးချရသူက သူမ၏ရုပ်ရည်အနေထားကိုမိတို့မြလက်ခံနိုင်ခြင်းရှိမည်မထင် သူမပိုင်ဆိုင်နာသောဥတူတို့ခြေထောက်များကိုစန့်ထားကငုံကြည့်နေရင် မိုးသူရိန်နှင့်တွဲ၍မြင်ခဲ့ရသော ခြေရန်တွယ်တွယ်ရုပ်ကြောကြောကောင်းမလေးကိုတဝဲလေလေမြင်အောင်နေသည်မိုးသူရိန်နာမှာနင်မနေရဘူးထွက်သွားနှင်းုံကထပ်မမြင်ခြင်းဘူးမူတန်ပါကြီးနဲ့မုံတီနာကြီးစွာတယောက်တည်းရည်ရွနေမိသည်ထိုမှတဆင်အပူလေးအကြည့်များကလေသာဆောင်တွင်ရှိနေသောငှက်လောင်ရင်ထံသို့ရောက်သွားကြသည်ကျက်တူရွေးလေးနှကောင်ကိုအပူလေးစိုက်ကြည့်နေရင်ရှစ်စရာကောင်းသောထိုငှက်လေးများကလည်းသူမကိုထား၍ပြန်ပြေးသွားလိမ့်မည်ဟုမကြင်မနက်တွေးလိုက်သည် မတင်ရေမတင်နောင်အင်ကူနာမည်ကိုအောင်အောင်ချစ်ခါအော်ခေါ်လိုက်သည်အချိန်မီမလာလျင်တကူကူနေပြပောက်ခံရမိကိုသိတော့အင်အကူမတင်ကအပူလေးရှိရာပေါ်ထက်သို့ချော်လဲမတက်ပြေးတက်လာသည်အပူလေးဘာလို့ကျင်လို့လဲမတင်ဘာလို့ပေးရမလဲဟင်ငှားလောင်ရင်ကိုလက်ညှိုးထိုးပြကအပူလေးကမိလိုက်သည်ဒီငှက်တွေက ပြန်ပြေးတက်လာအပူလေးမျက်လုံးများကကြောင်စီစီနိုင်နေသည်ကြောင်မှန်ရှိတဲ့ငှက်တွေကတော့ လွတ်ပြီးရင်ပြန်ပြေးမှာပေါ့အပူလေးရဲ့။ဘာကြောင့်မှန်းမသိအပူလေးပို့၍ဒေါသထွက်လာခဲ့သည်။နောက်ဆုံးမပြန်နိုင်အောင်ဘလို့လောက်ရလဲသိလား။မတင်က အပူလေးကိုတခြားကြည့်လိုက်ပြီးတချို့လူတွေကသူတို့ငှက်တွေရဲ့တောင်မှန်တွေကိုညှက်ထားပြီးမပြန်ပြေးနိုင်တော့ဘူးတဲ့။အပူလေးခေါင်းတငိမ့်ငိမ့်လုံနေသည်။မတင်က အပူလေးစိတ်ကိုအသိနေလျက်နဲ့ဦးချန်ရှင်ကတိအတိုင်းပတ်စံမပေးသည်ကိုအမှတ်ထား၍တမင်တကာကြောင်းချလိုက်ခြင်းဖြစ်သည်။ သူကအပူလေးလက်မောင်းကိုမထီရဲထီရဲဖြင့်ပုတ်သက်ပေးလိုက်ရင်ခုလိုပြပြပေးတာအပူလေးရဲ့ပါပါလုံးဝမသိစေနဲ့နော်မမတင်ကဘဟုတုတရအောင်ပြပြပေးတာသိလားသိပြီခုချက်ချင်းကကြေးသွားယူခဲ့ပြီမတ်တင်ဟင်ဘာလို့မလို့လဲအပူလေးရဲ့တောင်မန်တွေကိုညှက်ထားမလို့စကားမရှိနေတော့ခုချက်ချင်းသွားယူလိုက်ပါဆိုမှ အင်းပါအင်းပါဘာခိုင်းခိုင်းလုပ်ပေးရမယ်လို့အပူလေးပါပါကလည်းမှားထားရဲ့ဆိုတော့မတ်တင်ယူပေးရတာပေါ့ ဦးချန်ရှင်ကအပူလေးစိတ်ပျော်ရွှင်စေရန်တကူတကသွားဝယ်လာပေးသောငှက်ကလေးတွေဆိုတာမိတင်ကောင်းကောင်းသိနေသည်မထီတကြီးမျက်နှာပေးဖြင့်ကက်ကြီးကိုယူလာပေးလိုက်သည်ထို့သောငှက်ကလေးများ၏တောင်ပန်ကိုညှက်မှ မကြည့်ရသည်ကတကြောင်အပူလေး၏မူမမှန်သောစိတ်ကိုကြောက်သည်ကတကြောင်ကြောင့်သူနေရာမှအမြန်ဆုံးရှောင်ထွက်လာခဲ့လေသည် အပူလေးကရက်ဆက်သောလောရက်ကိုပြည့်ရန်အတွက်စိတ်အားထက်သန်နေရရှိသည်လာရင်ထဲမှာကြက်တူရွေးလေးတွေကို ၎င်းချင်းစီထုတ်ကသူတို့၏အတောင်ပံလေးများကိုအရင်မှနေ၍အဝိညာဉ်သောကကြီးဖြင့်စိန်ပြေနပြေညှက်ချနေသည်ငှက်ကလေးများ၏နာကျင်စွာအော်မီတံများစူညံသွားခဲ့သည်ညီတို့ကတောင်ပံရှိတယ်ဆိုပြီးထွက်ပြေးကြိုးစားအောင်ပါပဲငါနာထွက်ပြေးဖို့ဘယ်တော့မှမကြိုးစားနဲ့ကြားလားဘယ်သူမှထွက်ပြေးဖို့မကြိုးစားကြနဲ့ငါတောင်ပံ၏အဖျားနာများအားညှက်ရသည်ကိုမသိပဲ တောင်ပန်ရင်းမှညံ့ချပြင်နေသောအပူလေးတယောက်ငှက်ကလေးတွေနားကျင်စွာ အော်မီလီကျေနပ်လေးဖြစ်နေတော့သည်ဟုတ်ကဲ့ပါရှင်ကျန်မဂျူလီယာမြင့်သိရေးသားထားတဲ့အပူလေးဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းငါးကိုဖျက်ပြပေးခဲ့ရပဲဖြစ်ပါတယ်အပေးနာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်